မိသားစုဘဝဆိုတာ၄မျိုးရှိတယ်တဲ့လူလောကမှာလူတွေဟာပေါင်းသင်းနေထိုင်ကြတယ်မျိုးသားနဲ့မျိုးသမီးအိမ်အောင်ဘက်ဖြစ်ရွေးချယ်ပြီးတော့အတူတကွနေကြတဲ့အခါမှာအတွဲ၄မျိုးရှိတယ်လို့ဆိုလို့ရပေါ့နော်အဲ့ဒီ၄မျိုးမှာပထမအတွဲကမြတ်စွာဘုရားသုံးတဲ့စကားလုံးလေးနဲ့တွေ့မယ်သဝနဲ့ဒီဝဆိုတဲ့အတွဲကိုတွေ့တာသဝဆိုတာဒီ ကွန်သိခါလုံးဝမရှိတဲ့အောက်တန်းချတဲ့ဆိုပါစို့အသည့်ဆိုလုံးဝမရှိဘူးကိုချင်းတရားပြည့်ရွေးနေတဲ့ပုဂ္ဂိုလ်ဆိုရလို့ခေါ်တာဒေဝဆိုတာကိုချင်းတရားနဲ့တောက်ပြောင်နေတဲ့ပုဂ္ဂိုလ်အမြတ်စွာဘုရားပြောချင်တာကတော့ကိုချင်းတရားအမျိုးသားနဲ့အမျိုးသမီးအိမ်အောင်ဖက်ကြတဲ့အခါမှာလေအမျိုးသားကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသမီးကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့ဒါတစ်ခု အမျိုးသမီးကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသားကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးစလုံးကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးလုံးကိုချင်းတရားနဲ့ပြည့်စုံတယ်လို့မိသားစုဘဝတွဲဖက်ခြင်းဟာခုလို့၄မျိုးရှိတယ်လို့သူဟောတာနော်၄မျိုးရှိတယ်ဒါလောကကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်လေဒီအနေထားတွေ့ပါမယ်တုံးတဲ့သူကမတူညီတဲ့ပေါင်းဖက်မှုတွေတူညီတဲ့ပေါင်းဖက်မှုတွေ ဒီလိုရှိတာအဲ့တော့မတူညီတဲ့ပုံဖက်မှုတွေနဲ့တတ်သက်ပြီးမြတ်စွာဘုရားဟောတာအဲ့ဒါလို့ဟောတဲ့အခါမှာအချင်းချင်းမြတ်စွာဘုရားဟောပုံလေးကိုချိန်နေဆက်ဥဘောတတ္တာဝဋ္ဌိညုစကတရိယပြိပါဒကတေဝန္တိသဏိပတယောသဝတံဝတမာကတာနှုတ်ဥစလုံးဟာရှုံချိချက်ကင်းမဲ့ပြီး သူများကိုပေးဖို့ကံမို့ဆိုတော့လုံးဝလည်းမစင်စားဘူးကိုတုံးဖို့ပဲထိတယ်ကိုပစ္စည်းတရွေးသားမှသူများမပေးဘူးနော်ဘသူ့ကိုမှလည်းဖြန့်ဝေတာမရှိဘူးကတ္တရိယနှမျောတယ်တွန့်တူတယ်ကိုသာတုံးမယ်ဆိုတဲ့စိတ်ဓာတ်ကပြင်းပြတယ်သူများကိုမလုပ်ပေးရမှလည်းကိုရှာထားတဲ့ပစ္စည်းကလွဲတာမဟုတ်ဘူးသူများပေးเสียလားဆိုတဲ့အတွေးတွေခေါင်းထဲမှာရှိတယ် အဲ့လိုတွေမကဘူးလာရောက်တောင်းခံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဆဲလွတ်တယ်နောက်မလာနဲ့နောက်တစ်ခါလာရင်ခွေးတဲ့တိုင်ပဲပြီးဝဲရ op top ရှင်းထားတယ်အိမ်ချမ်းမှာလည်းခွေးရှိတယ်ရှိရှိမရှိရှိအော်အလူကံဝင်မဝင်ရဆိုဆက်ဖို့လည်းချိန်တယ်အဲ့လိုဟာမျိုးတွေလုပ်ပြီးတော့တေဝန္တိသာနိပတေယောသောဝတ္တဝတ္တမကထာဆို ်လူလောကကြီးမှာဖြစ်ဖြစ်နေတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့သူတို့ပြောတာเนาะတမိကောဟောတိဒုတ်တိလောခတရိယောပြိပါဒကောအမျိုးသားကကိုချင်းတိလလုံးဝမရှိဘူးအတိတ်ကိုချင်းတရားပြပြတယ်အယက်သေးစားတောက်စားတယ်အကစားဖက်တယ်ကိုချင်းတရားတွေပြပြတယ်အမျိုးသားခတရိယောပြိပါဒကော အဲလှခန်းနဲ့တောင်းခန်းနဲ့လူတွေဆက်လွတ်တယ်။ပရိယာသီလဝတိဟောတိအမျိုးသမီးကကိုချင်းသီလနဲ့ပြည့်စုံတယ်။ကိုချင်းတရားကောင်းတယ်။နော်ဝတ္ထင်းယူဝိတ္တမစ္ဆရာမျိုးသမီးကရေရောတယ်။ဒီစိတ်နှလုံးဖြူစင်တယ်ရေရောတယ်။သူတော်ရဲ့လိုအချက်ကိုနားလဲတယ်။အဲ့ဒါလို့ အိမ်တော်ဘက်ဆိုလို့ရှိရင်တဲ့အမျိုးသားကတီလာမရှိဘူးအမျိုးသမီးကတီလာရှိတယ်အဲ့ဒီအိမ်တော်ဘက်မျိုးဟာအမျိုးသမီးကဒေဝီခုံကြီးနဲ့တောက်ပပြီးတော့အမျိုးသားကသဝခုံသေးနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ခုံသေးခါညှို့နှမ်းပြီးတော့လုံးဝလူ့ဘဝမှာကိုယ်ကျင်တရားမရှိသေးတဲ့အတွက်ကြောင့်ခုံသေးခါအပြင်တောက်ပြောင်မှုမရှိတဲ့ အိမ်တော်ပဲလို့မြတ်စွာဘုရားတတ်မှတ်တယ်။နော်အိမ်တော်ပဲဖြစ်သွားတယ်။နောက်တစ်ပါးအဲ့ဒီမှာနောက်တစ်ခုကသာမိကောသီလဝါဟောတိဝဋ္ဌညဝိဒမစ္စရောအမျိုးသားကကိုချင်းတရားကောင်းတယ်အမှန်တမ်းအနေထိုင်ကိုချင်းတရားလေးစားလိုက်တာတယ်ဝိရိညဝိဒမစ္စရာဝိဒမစ္စရော တပည့်သားရဲ့ခံစားချက်လိုလားချက်တွေကိုနားလည်သဘောပေါက်ရမြတ်မကသူဟာဒီကိုယ်သာသုံးမယ်ဆိုရင်စိတ်ဓာတ်မရှိဘူးရဲ့ရောတယ်နော်ဖော်ရွေးတယ်ရဲ့ရောတယ် generosity ပေါ့ရဲ့ရောတယ်ပရိယာဟောတိဒုတိလားအမျိုးသမီးကကိုကျင်တရားမရှိဘူးကတရိယာပရိပါဒကနှမျိုးစိနေပြီးတော့ဆက်ဆိုချိန်မောင်းတတ်တယ် အဲ့ဒီလို့ဆိုလို့ရှိရင်ပါပိသောသံဝတ္တိသဝေနပတိတာဟုတ်အဲအမျိုးသမီးကတိလမရှိသည်ဖြစ်ကြောင်းသောကွန်တိခာအဖြစ်ညှိုးနွမ်းနေတယ်အမျိုးသားကတိလရှိသည်အတွက်ကြောင်းဒေဝကွန်တိခာအဖြစ်တောက်ပြောင်းနေတယ်ဒီမိသားစုဘဝဟာ တူကသီလရှိတူကသီလမရှိဂုံကြီးရှိမရှိနှစ်ခုပေါင်းဖက်ထားတာဖြစ်လို့ဒီအိမ်တော်ပဲဟာတစ်ဖက်နဲ့တစ်ဖက်မလိုက်ဖက်တဲ့အိမ်တော်ပဲလို့သူပြောအောင်ဖြစ်တယ်ပေါ့အဲဒီလိုရှိဒုတိယအိမ်တော်ပဲအနေနဲ့အယုဒ္ဓမေယျလည်းကိုချင်းသီလမရှိဘူးအမျိုးသားလည်းကိုချင်းသီလမရှိဘူးနှုတ်ဦးလုံးဟာ generosity ဆိုတာလည်းမရှိဘူးသူတို့ဟာဟော ကိုကျင်းတရားလည်းပြပြတယ်အလုံးဟာဟိမူတမှုဆိုရလဲဝေလာဝေးအဲ့လိုနေတဲ့မိသားစုကြတော့နှစ်ဦးစလုံးဟာဒီကိုကြီးအဖြစ်တောက်ပြောင်မှုမရှိလို့ဒီအိမ်တော်ဘက်ကတော့အဆိုးအိမ်တော်ဘက်လို့ဒီလိုပြောမှဖြစ်တယ်နှစ်ယောက်စလုံးအဆိုးရှိပဲအဲ့လိုမဟုတ်ဘဲနဲ့အမျိုးသားကလည်းကိုကျင်းသီလနဲ့ပြည့်စုံတယ် ရရောတယ်အမျိုးသမီးရတဲ့ကိုချင်းသီလာနဲ့ပြည့်စုံတယ်ရရောတယ်ဆိုတဲ့အဲ့နောက်ပဲကြတော့နှစ်ဦးစလုံးအကောင်းကြီးကြီးလိုက်ဖက်တဲ့အဲ့နောက်တဲ့ချီးမွမ်းမွေကောင်းတဲ့အဲ့နောက်ပဲလို့ပြောရမှာဖြစ်တယ်